သာသနာတော်နှစ်2569ကောဇာတက္ကရေ1389ခုနှစ်တသောမုလာဇန်ရှိရ28ရက်10လ2025အင်္ဂါနေ့မန္တလေးမြို့ဦးဝင်းမြင့်ဒေါခင်အေဝင်းညီမဖြစ်သူဒေါခင်တန်းထေရွှေမြင့်ကလေးပဲခွဲသက်မိသားတစုဓမ္မဒါနာပြုသည်ပြင်ဟောကြားအပ်သော အရှင်သာရိပုတ္တရာဤဘဝနှင့်ဓမ္မအပိုင်း51တရားတော်ဘုန်းတော်တို့ရှင်သာရိပုတ္တရာကြီးရဲ့ဘဝဖြစ်စဉ်ဘဝကြောင်းရာတွေဘဝနဲ့ဓမ္မတွေကိုဟောနာကြည်ညိုလာခဲ့ကြတာအပိုင်း51တို့ရောက်လာခဲ့ပြီဒီအပိုင်း51မှာဦးဇနုတို့တွေပြောပြမဲ့အကြောင်းအရာက တာယုတ်တာနိဂေမှာလာတဲ့ပဝရဏသုတ်အဲ့ဒီသုတ်တံကိုဦးဇင်းတို့တွင်ပြောပြခြင်းပါတယ်တာဝတိပြီပုဗ္ဗာယုံကြောင်းမှာသရဲသုံးတဲ့အခိုက်မြတ်စွာဘုရားအဲ့ဒီမှာဘုရားရဲ့အနီနာဝွင့်ရံပြီးတော့နေကြတဲ့တန်ဃာတော်ပေါင်းက900အဲ့ဒီ900သောတန်ဃာတွေက တခုသောညာချမ်းကာလလာပြီးညာမျိုးပေါ်လွန်ဒီခေါင်မှာထိုင်နေကြတဲ့အခိုက်ဘုရားကိုအာယုံပြုပြီးတော့နေကြတိတ်ဆိတ်ငြိမ်သက်ပြီးတော့နေကြတဲ့အဲ့ဒီသံဃာ900အားလုံးကလည်းအာတော်ကင်းကွာတဲ့ယဟန္တာကြီးတွေကြီးပဲအဲ့ဒီသံဃာတော်ရှင်သူမြတ်900ကိုမြတ်စွာဘုရားကဟန္တာဓာဏိဘေကဝေပဝရေမိဟော နာဇာမေကိစီကရဟထာကာယိကံဝါဝါသတိကံဝါချက်သားတို့တဲ့ငါဘုရားဤကိုအမူယာနှုတ်အမူယာကိုတင်တို့တွေကဲ့ရဲ့ဝယ်များ တွေ့ရမြင်ရတယ်ဆိုရင်တွေ့ရမြင်ရပါသလားတဲ့ဒီလိုမေးအမြတ်စွာဘုရားကသူ့ရဲ့ကိုယ်အမူအရာနှုတ်အမူအရာနဲ့ပဲတလို့ကဲ့ရဲ့ဘွယ်တစုံတရာရှိသလားတဲ့ အကယ်၍ကဲရဲ့ဝယ်တစုံတရာရှိတယ်ဆိုရင် ပြောကြပါကွယ်လို့ဘုရားကဒီလိုဖိတ်ခေါ်တဲ့သဘောပဲဒါကိုပဝါရဏခေါ်တာအဲ့ဒီမှာတန်ခါဒိဋ္ဌတဲကရှင်သာရိပုတ္တရာကြီးကထပြီးတော့ရှောက်တယ်ဗျာနာခောမယံဗန္ဒီဘဂဝါတော်ကိဉ္စီကရဟာမကာယိကံဝါဝါသတိကံဝါ ဘုရားတပည့်တော်တို့တွေတဲ့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးရဲ့ပုံမှာကာယကံဝစီကံနဲ့ပတ်သက်ပြီးတော့အပြစ်ပြောပွဲကဲ့ရဲ့ပွဲရှုံချပွဲတစုံတစ်ခုမှတပည့်တော်တို့မတွေ့ရမမြင်ရပါဘူးဘုရားတဲ့နောက်တခါရှင်သာရိပုတ္တရာဆက်လျှောက်တဲ့စကားလေးကအနုဘာဏတမက္ကတဥပ္ပါဒေတာမြတ်စွာဘုရားအဖျားတပည့်တော်တို့အတွက်မဖြစ်ပေါ်သေးသောလမ်းကိုဖြစ်ပေါ်အောင်ဆောင်ရွက်ပေးသူကြီးပါဘုရားတဲ့ အသင်္သာတတမက္ကတသင်္သာနေတာမတိသေးသောလမ်းကိုလည်းသိအောင်ညွှန်ကြားပေးတဲ့ပုဂ္ဂိုလ်ကြီးပါဘုရားတဲ့အနေခတတမက္ကတအခတာသူတစ်ပါးတို့မပြောဘူးသေးတဲ့လမ်းကို ပြောပြတဲ့ပုဂ္ဂိုလ်ပါဘုရားတဲ့အဲဒါကြောင့်မြတ်စွာဘုရားကလေးတဲ့မက္ကင်ညူမက္ကဝိရုမက္ကကောဝီတော် မက်ကိုအလမ်းကိုသိသူလမ်းကိုမြင်သူလမ်း၌ကျွမ်းကျင်သူပါဘုရား ့ဒီလိုလျှောက်တယ်မြတ်စွာဘုရားရဲ့ဂုဏ်တွေကိုအဲ့လိုလျှောက်ပြီးတော့ရှင်သာရိပုတ္တရာကြီးကထပ်ပြီးတကဖိတ်တာဗျာအဟိဇာကောဗန္ဒီပဂုံတံဘဝရေမိဘုရားတပည့်တော်တို့လည်းမြတ်စွာဘုရားကိုလျှောက်ပါတယ်ဗျာတဲ့မြတ်စွာဘုရားကဘုရားတပည့်တော်တို့ရဲ့ကာယကံဝစီကံနေနဲ့ပတ်သက်ပြီးတော့မသင့်တော်မလျော်တာများရှိခဲ့သည်ရှိတော်မြတ်စွာဘုရားအကျိုးလိုလားတဲ့စိတ်ဖြင့်ဘုရားတပည့်တော်တို့ကိုပြောပြဆုံးမတော်မူပါလို့ အရှင်သာရိပုတ္တရာကဒီလိုလျှောက်တာကဲတော်ကောင်းတို့တွေသာသနာတော်ရဲ့ကျင့်ထုံးဘလောက်ကောင်းသလဲဆိုတာကြည်ပေါ့တဦးကအပြည့်ရှိရင်တဦးကစေရနာနဲ့အဲ့ဒါထောက်ပြပြီးတော့အကျိုးလိုလားတဲ့စိတ်နဲ့ထောက်ပြရမယ်တဲ့ဘုရားကဒီဒိဋ္ဌိပဲနဲ့ဒီသုတ်တံကိုဟောတာ ။တရင်ကျော်လာပြီမှာတန်ဃာတော်ရှင်သူမြတ်ဒီပဝရဏပြုကြတယ်ဆိုတာဒါဒီပဲ။တန်ခံဗန္ဒီပဝရေမိဒိဋ္ဌေနဝတုဒေနဝပရိသင်္ကာယဝဝရန္တုမအာယတမန္တောနုကံပံပသန္တောပရိကရိတာမိတန်ခံဗန္ဒီပဝရေမိဒိဋ္ဌေနဝတုဒေနဝပရိသင်္ကာယဝ တန်ဃာတော်ရှင်သူမြတ်တို့ဖရာတဲ့ဖရာတပည့်တော်ရဲ့နေပုံထိုင်ပုံပြောပုံဆိုပုံတွေဟာဝိနည်းတော်နဲ့မလျော်မတည်တော်တာတွေများရှိခဲ့မယ်ဆိုရင်ဒိဋ္ဌိနာဝမြင်ခဲ့မယ်ဆိုရင် သူတ္တိနာဝကြားခဲ့မယ်ဆိုရင်ပရိသင်္ဃယဝသံတရားနဲ့ဖြစ်ခဲ့မယ်ဆိုရင်လည်းပဲနုကံပါရတဲ့ငညာထောက်တာသနာတော်အပြင်တပည့်တော်ကို ပြောပြတော်မူကြပါဟော ပြောတဲ့ပုဂ္ဂိုလ်ကအပြစ်ကျူးလွန်နေတဲ့ပုဂ္ဂိုလ်ရဲ့အပေါ်မှာတဏှာတဲ့စိတ်ရှိရဒီအပြစ်ကျူးလွန်ပြီးဒီကိုယ်တော်လေးဥမာဒီအဘကိုကျူးလွန်ပြီးပြီးအဲ့ဒါဒေသနာကြားခြင်းမပြုဘူးအဘကူစားခြင်းမပြုဘူးဆိုရင်အပယ်လေးပါးရောက်သွားနိုင်မှာစိုးလို့အပယ်လေးပါးရောက်သွားနိုင်တယ်အပယ်လေးပါးမကြရအောင်တဏှာဆောက်ရှောက်တဲ့နေနဲ့ငါရှင်မင်းဒီပြစ်ဒီပြစ်ကျူးလွန်တာငါတို့တွေ့ရတယ်ငါတို့မြင်ရတယ် အဲ့ဒါလေးမင်းကုစားပေးပါကွာပေါ့ဒီလိုမျိုးဟာရှင်ဖုရားတပည့်တော်စောင့်ရှောက်မယ်ဖုရားကုစားမယ်ဖုရားဟောကလေးအကျိုးလိုလားတဲ့စိတ်နဲ့ပြောတယ်ဟာပြောတဲ့ပုဂ္ဂိုလ်ကိုစေတနာအပြည့်နဲ့ပြောစကားလက်ခံပြီးတော့ကျင့်သုံးနေထိုင်တာဟာသာသနာတော်အတွက်အလွန်ချစ်စရာကောင်းတဲ့ပရိသတ်ရဲ့အတူယူစရာကောင်းတဲ့ဘယ်ဘာဘယ်ဘာသာဘယ်တရားမှမမနေနိုင်တဲ့ပရိသတ်ဒီယဉ်ကျေးမှုကြီးတစ်ခုလို့ဒီလိုပြောရပါလိမ့်မယ် မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုရိုင်းကကျင့်သုံးတယ်မြတ်စွာဘုရားသားတော်တွေအကုန်လုံးကလည်းဘုရားကဒီတိုင်းကျင့်သုံးခိုင်းတယ်သားတော်တွေကိုလည်းဒီတိုင်းကျင့်သုံးခိုင်းတယ်အဲ့ဒါကြောင့်ပြီးတော့လိုက်နာပြီးတော့ကျင့်သုံးပြီးတော့နေလိုက်ကြတယ်နှစ်ပေါင်း2500ခန်းနေခုကနေ့ဦးဇင်းတို့ခေတ္တီအောင်အေးသတင်းကျို့သတင်းကျို့လာပြီလာပြီနေတိုင်းမှာသတင်းကျို့လာပြီနေတိုင်းမှာပဝါဒနာဆိုတာပြုကြတယ်တယောက်နဲ့တယောက်တပည့်တော်ကိုအပြစ်မြင်ရင်ဟာအသွန်သင် ဆုံးမတော်မူကြပါဗျာဟိုကအပြစ်မြင်လို့ဆုံးမရင်လည်းပဲ အောင်မလေးကိုယ့်ရဲ့အပြစ်မြင်ပြီးတော့ကိုယ့်ဒုက္ခရောက်မှကြောင့်မို့ဆုံးမတာစေတနာမှန်တဲ့ဆုံးမတဲ့ပုဂ္ဂိုလ်ရဲ့ထေကြီးဝါကြီးရဲ့စကားဇံကိုလည်းပဲဗရမရရတဲ့အတိုင်းရွှေရတဲ့အတိုင်းဝမ်းမြောက်ဝမ်းသာနဲ့လက်ခံကြရတဲ့ဒါသတော်ကောင်းတို့တွေသာသနာတော်အတွက် အလွန်အတုယူစရာကောင်းချစ်စရာကောင်းတဲ့ကျင့်ထုံးတစ်ခုလို့ဒီလိုမှတ်ရပါလိမ့်မယ်အဟိသာကောဗန္ဒီဘဂဝန္တံဗန္ဒီဘဂဝန္တံပဝရေမိတပည့်တော်တို့ကလည်းမြတ်စွာဘုရားကို ဖိတ်ပါတယ် တပည့်တော်တို့တို့တို့ကိုယ်အမူအရာနှုတ်အမူအရာနဲ့ပတ်သက်လို့အပြစ်ပြောပေါ်ရာတစုံတစ်ခုများရှိရင်မြတ်စွာဘုရားသွန်သင်ဆုံးမတော်မူပါဆိုတော့အဲ့ဒီတန်ဃာတော်ရှင်သူများ900ကလည်းပဲ6ကြိမ်တန်ဃာ560ကဝိဇာ3ပါးနဲ့ပြည့်စုံကြ။နောက်တာ6ကြိမ်သောယဟန်တွေကလည်းဘိညင်6ပါးနဲ့ပြည့်စုံကြ။နောက်တာ6ကြိမ်သောယဟန်တွေကဝိဇာ3ပါးဘိညင်6ပါးဒီနှမျိုးသလုံးကိုပြည့်စုံကြ။ အနောက်တော့ကျန်တဲ့ယဟန်တန်ဃာတော်တွေကလည်းပညာဖြင့်ဘဝလွတ်မြောက်နေကြတဲ့ပညာဝိမု ക്തി ယဟန်တော်များသာဖြစ်ကြတယ်တဲ့အာတော်ကင်းကွာတဲ့ယဟန်နာကြီးတွေဖြစ်ကြတယ်အဲဒါကြောင့်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကလည်းသင်္ချေသားတို့ပေါ်မှာလည်းငါကဲ့ရဲ့ကာယကံဝိစီကံနဲ့ပတ်သက်၍ကဲ့ရဲ့ဒီစားတစ်စုံတစ်ခုငါဘုရားထံတမ်းမှာမရှိဘူးလို့ဒီလိုပြောတယ်အဲဒါကိုကြည့်အဲဒါကိုသိနေတဲ့ပရိသတ်ရှင်ဝန်ကိတမထေရကလည်းသူ့ရဲ့ပฏิပန်ညာနဲ့မှာဂါထာတွေပေါ်လာလို့ သူကလည်းဂါထာနဲ့ပူဇော်ပြန်နော်သာဘေဘဂဝတောဗုဒ္ဓဘလာပိဒါနဝိသတိကန္နာတန်လတ်တာဟန္တာရံဝန္ဒီအာရိစဗန္ဓုနံအန်ဒီလိုလေးသူကပြောတယ်သဗ္ဗေဘဂဝတ္တောပုဗ္ဗာအလုံးသောတန်ဃာတော်ရှင်သူမြတ်တွေကမြတ်စွာဘုရားရဲ့သားတော်ကြီးပဲ ခုအသောကင်းကွာတဲ့ယဟန္တာ900ဝိသ3ပါးနဲ့ပြည့်စုံတဲ့ယဟန်ကလည်းဘုရားသားတော်ပဲသူကဘိဉ္ဉ6ပါးနဲ့ပြည့်စုံတဲ့တန်ဃာတော်ရှင်သူမြတ်ကြီးတွေယဟန္တာကြီးတွေလည်းဘုရားသားတော်ပဲဝိသ3ပါးဘိဉ္ဉ6ပါးနဲ့ပြည့်စုံတဲ့တန်ဃာတော်ရှင်သူမြတ်တွေလည်းဘုရားသားတော်ပဲဟာပညာဖြင့်ဘဝလွံ့မြောက်နေကြတဲ့ပုံကိုယ်တွေလည်းပဲဘုရားသားတော်တွေပဲတဲ့အဲဒါကြောင့်တဏ္ဍကံလတ္တဟန္တာရတဏ္ဍတိဟုသောဆူးညောင်းတွေကို ပယ်ထုတ်ပြီးတော့ရိုက်ချိုးဖြားကြတဲ့ဒီတန်ဃာတော်ရှင်သူမြတ်တွေကိုဝန်နေအရိစ္ဆာဗန္ဓုနံတဲ့နေမျိုးຫນွယ်နဲ့တူတဲ့ဟောဒီတန်ဃာတော်ရှင်သူမြတ်တွေကိုဖရာတပည့်တော်ယောသိမြတ်တို့လက်ဆူမိုး၍ရှစ်ခိုးပါတယ်ဖရာလို့ဒီလိုဝန်ကီတမထေလျှောက်ထားတာပါအဲ့တော့တရားချေခင်တော်စင်ပေါင်းတို့အခုခနေ့ဦးဇနုတို့တွေပြောပြခဲ့တဲ့ဒီတရားဒေသနာတော်ဟာ မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကတန်ခါတော်ရှင်သူမြတ်တွေကိုအရှင်ချင်းအပြစ်မြင်ရင်သွန်သင်ကြဖို့ဆုံးမကြဖို့အကျိုးလိုလားတဲ့စိတ်နဲ့ပြောပြကြဖို့အပြစ်ကျူးလွန်ထားတဲ့ပုဂ္ဂိုလ်ကလည်းပဲအကျိုးလိုလားတဲ့စိတ်နဲ့ကိုယ့်ကိုပြောပြရင်ဟာကြီးကြီးပြူပြူလက်ခံပြီးတော့သာသနာ့ရင်းမှာကျင့်သုံးနေထိုင်ကြဖို့ဒီသုတ်တံဒီဒေသနာတော်ကိုဘုရားဟောပါတယ်အေးဒီသုတ်တံမှာရှင်သာရိပုတ္တရာကြီးနဲ့မြတ်စွာဘုရား အပြန်လန်တပားနဲ့တပားအပြစ်ကိုမြင်ရင်ဆုံးမကြပါလို့ပြောပြတဲ့တုတ်တံကိုခဏဦးဇနုတို့တွေပြောပြပါတယ်ဤကဲ့သို့ဓမ္မသည်အလုံးကိုစီရှိပြီးတော့မှတရားချစ်ခင်သတော်စင်ပေါင်းတို့လည်းပဲဤကဲ့သို့ကျင့်ထုံးကိုလိုက်နာကျင့်သုံးပြီးတော့မှမိမိတို့ရဲ့ဘဝခီးလန်းဓမ္မနဲ့အညီဖြောင့်တန်းစွာ ရှောက်လန်းနိုင်ကြတဲ့သူတော်ကောင်းများဖြစ်ကြပါစေကုန်သတည်း